မင်္ဂလာပါရှင်။အခုချိန်ကစပြီးမြို့သားညီညွတ်ရေးအစိုးရရဲ့အတံမြင့်ဌာန Radio NUG အစီအစဉ်တွေကိုတိုက်ရိုက်အတံလွှင့်ပေးနေပါပြီ။ Radio NUG ကိုနားဆင်နေကြတဲ့မိဘပြည်သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပီးစစ်အာဏာရှင်ဗီရိုမှကင်ဝေးပြီး ကိုစိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ Radio NUG ဖွဲ့သားများမှဆုတောင်းမြတ်တာပို့သလိုက်ပါရခင်ဗျာမင်္ဂလာနံနက်ခင်းပါခင်ဗျာဒီကနေ့2025ခုနှစ်အော်တိုဘာလ31ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာ Radio NUG စီရေးသတင်းကောင်းထုတ်ချက်ကိုမင်းယူကဖတ်ကြားတင်ပြပေးမှာဖြစ်ပါရခင်ဗျာ Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ31ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းနေဖြင့်ရေပြူမြို့နယ်မှာစစ်ကော်မရှင်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့စစ်ကော်မရှင်တပ်သား10ဦးခန့်သေဆုံးဟုဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်တနင်္သာရီတိုင်းဒဝဲခရိုင်ရေပြူမြို့နယ်ဝက်ချောင်းရွာနဲ့မူတူးရွာကြားက တဝဲအထူးစီးပွားရေးဆောင်စီမံကိန်းနေရာမှာစစ်ကောင်မရှင်တပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အောက်တိုဘာလ25ရက်မနက်6နာရီခွဲအချိန်မှာတဝဲအထူးစီးပွားရေးဆောင်စီမံကိန်းရန်နေရာများနဲ့လမ်းလုပ်ငန်းများကိုကာကင်းယူထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့နဲ့တနအိနီးပါတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်သား10ဦးသေဆုံးပြီးအများပြားဒဏ်ရာရခဲ့ကတော်လိုင်းပူပေါင်းတပ်ပတ်မှလည်းရဲဘော်2ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဆိုပါတိုက်ခတ်မှုကိုရေပြူမြို့နယ်တွင်အခြေဆိုင်မဟာမိတ်ပူးပေါင်းတပ်များနဲ့ဘာထူးအာမီတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒုတိယစီးရဲသတင်းနေဖြင့်မြရီမြို့နယ်ရသေကူတောင်တွင်တိုက်ပွဲပြင်းထန်စစ်ကောင်စီလေကြောင်းဖြင့်ဇက်တိုက်ပုံကျဲတဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်ပြည်နယ်မြရီမြို့နယ်ရသေကူတောင်တွင်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးစစ်ကောင်စီက ဝိုင်းတွဲလေယာဉ်များဖြင့်ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေကြောင်းဒေတာတွင်းစစ်ရေးတရင်ရင်မြင့်များကသိရပါသည်အော်တိုဘားလ30ရက်နေ့မွန်းလယ်12နာရီကျော်ခန့်ကစတင်ခဲ့သောတိုက်ပွဲတွင်လေကီကိုဒေတာရှိရသေးကူတောင်ပေါ်သို့ဝင်ရောက်လာသည့်စစ်ကောင်စီစစ်ကြောင်းကို KNL ပူးပေါင်းတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများပြားခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိခဲ့သောစစ်သား73ဦးကိုကရင်နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့ BGF ကတောင်ကလေးစစ်ရုံသို့တယ်ဆောင်ခဲ့ရပြီးဒေဆုံးသူများ၏အလောင်းများကို မေဝါခီရွာတွင်မိရှုဖြစ်ရှိခဲ့တယ်လို့သိရပါတယ်။ထို့နောက်စစ်ကောင်စီကယတိကူတောင်နှင့်ပတ်ဝန်းကျင်ကိုပိတ်မှတ်ထားကာဝိုင်းတွဲလေရင်တစည်းဖြင့်ဘုံများဇက်တိုက်ကျဲချတိုက်ခိုက်ခဲ့တော်လဲတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်ကြဆုံးမှုမရှိဘူးလို့သိရပါတယ်။ကော့ကရိတ်နှင့်မြောက်ရီမြို့နယ်များတွင်နေ့စဉ်နှီးပါတိုက်ပွဲများဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဖွဲ့များထိခိုက်မှုများပြားနေသဖြင့်ကျုံတိုးဘက်မှစစ်ကူအင်အားများဇက်တိုက်ပို့ဆောင်နေရကြောင်းသိရပါတယ်ခင်ဗျာ။ဆလဘီ ောင်မကန်နယ်မြေရဲစခန်းအားတိုက်ခိုက်သိမ်းပိုက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်12ဦးသေဆုံးတဲ့တရင်ကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းဒဝဲခရိုင်လောင်းလုံမြို့နယ်ရှိစစ်ကောင်မရှင်လက်အောက်ခံမောင်မကန်နယ်မြေရဲစခန်းအားတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့အထူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။မောင်မကန်ရဲစခန်းကိုအော်တိုဘားလ26ရက်မနက်9:00ခွဲအချိန်မှာစတင်တိုက်ခိုက်ခဲ့ပြီး မနက်9နာရီခွဲခန့်မှာအောင်မြင်စွာရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်12ဦးသေဆုံးပြီး10ဦးဒဏ်ရာရခဲ့ကာကျန်းအင်အားများစခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ထို့အပြင်ဦးစီးတနက်6လက်၊ဂျီသွေးတနက်9လက်၊ရှော့ဂန်စမုတ်ဂန်2လက်၊ကွန်မန်ဒိုစိန်ပြောင်း2လက်၊6လုံးပြူ4လက်၊ဂျမ်ဘာဆက်2လုံးနဲ့ခဲယမ်းများကိုတင်းဆဲရမိခဲ့တယ်လို့ဆိုပါတယ်။တော်လိုင်းပူပေါင်းတပ်ဖွဲ့မှလည်း ရဲဘော်တဦးမြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့သိရှိရပါတယ်။အဆိုပါစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိနီးပြူဟာ33ဒေါနာတက်ရင်တက်ခွဲလေး KBDF ဒေါနာတက်ရင်တက်ခွဲခွန် LBF နဲ့အတူမာမိတ်တပ်ပေါင်းစုဖြစ်တဲ့တဝဲခိုင်တပ်ပေါင်းစု DNLA ဒူရကစစ်ကြောင်းရမညမွန်တက်တော် Federal ဒူဝန်ကျဲတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆလဘီ ရွှေပြည်သား9ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးအားလက်ပစ်ဘုံဖြင့်ပြစ်ခတ်တိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ရန်ကုန်တိုင်းရွှေပြည်သားမြို့နယ်9ရက်ကွက်ရှိစစ်ကောင်မရှင်လက်အောက်ခံအုပ်ချုပ်ရေးမှူးရုံးကိုလက်ပစ်ဘုံနှလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန် Army WA ကထုတ်ပြန်ထားပါတယ်။အော်တိုဘန်လ30ရက်နေ့မနက်7:00နာရီဝန်းကျင်မှာရန်ကုန် Army WA နဲ့ Mother Sun Yangon Force တို့ကပူးပေါင်းပြီးလက်ပစ်ဘုံဖြင့်ပြစ်မှတ်အားထိရောက်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ထိုတိုက်ခိုက်မှုအတွင်းစစ်ကောင်မရှင်လက်ဝေကမ်းများထိမှန်ခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီးထိခိုက်သေးဆုံးမှုကိုတော့အတိပြုနိုင်ချက်မရှိသေးဘူးလို့သိရပါတယ်စစ်ကောင်မရှင်နဲ့ပတ်သက်သောပြစ်မှတ်များတရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင် လုတ်ကင်နေကြတဲ့သူများကိုအပြင်းထန်ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာဆက်လက်ပြီး ချင်းကာကွယ်ရေးတပ်အရှိုမရဲဘော်တို့တိုက်ပွဲအတွင်းကြဆုံးခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ချင်းကာကွယ်ရေးတပ်အရှိုမတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်စလိုင်းအာရှေပါဟာရှေ့တန်းတနေရာမှာတာဝန်ထမ်းဆောင်ရင်းမြင့်မြတ်စွာကြဆုံးခဲ့တယ်လို့ CDF အရှိုကထုတ်ပြန်ထားပါတယ်။ရဲဘော်စလိုင်းအာရှေပါဟာအော်တိုဘလ28ရက်နေ့ကရှေ့တန်းတိုက်ပွဲတနေရာမှာစစ်စင်ရေးတာဝန်ထမ်းဆောင်ရင်းကြဆုံးသွားခဲ့တာလို့ဆိုပါတယ်။တော်လန်ရေးရဲဘော်ကောင်တအူးကြဆုံးမှုဟာအစားထိုးမရတဲ့ဆုံးရှုံးမှုဖြစ်တဲ့ကဲ့သို့ ပေးရလာတဲ့အမိတ်နဲ့တာဝန်ကိုအသက်နှစ်ခန္ဓာကိုစွန့်ပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်များစွာဂုဏ်ယူကြောင်းမပြည့်ပြတ်သေးတဲ့တော်လိုင်းတာဝန်များကိုဆက်လက်ထမ်းဆောင်သွားမှာဖြစ်ကြောင်းဂရုသစာပြုအသိပေးထားပါတယ်ခင်ဗျာဆက်လက်ပြီးစင်ကူးမြို့နယ်လက်ပံလှရွာတွင်စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တဦးအပါအဝင်အရက်သား2ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်မန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းရှိလက်ပံလှကျေးရွာကို မြန်မာစစ်တပ်ကဂျက်တိုက်လေယာဉ်များဖြင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်73နှစ်အရွယ်မင်းကလေးငယ်တဦးနှင့်အမျိုးသမီးတဦးသေဆုံးခဲ့ပြီးအခြား3ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသတရင်းများအရသိရပါသည်ထိုတိုက်ခိုက်မှုသည် အော်တိုဘားလ30ရက်နေ့နေ့လယ်12:09မိနစ်မှ12:15မိနစ်အတွင်မိဒီလာနှင့်ရှန်ဒဲလီတက်စခန်းများမှတက်လာသောတိုက်လေယာဉ်များက၄ချိန်ဇက်တိုက်ဘုံကျဲခဲ့ခြင်းဖြစ်တယ်လို့သိရပါသည်ပထမဘုံကျဲချမှုတွင်ရွာအတွင်းလူနေအိမ်တလုံးပေါ်ကျရောက်ပောက်ကွဲခဲ့ရာ အသက်73နှစ်အရွယ်မင်းကလေးငယ်မှာနေရာတွင်ပင်တည်ဆုံးခဲ့သည့်အပြင်မြို့သားတဦးနှင့်မြို့သမီးနှဦးဒဏ်ရာရရှိခဲ့ကာဒဏ်ရာရမြို့သမီးတဦးမှာစေကူတမှုခံယူနေစဉ်တည်ဆုံးသွားတယ်လို့သိရပါတယ်။ထိုတိုက်ခိုက်မှုကြောင့်နေအိမ်၃လုံးမိလောင်ပျက်စီးခဲ့ပြီးရွာသားများမှာထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီရတိတော်မြို့နယ်အောက်စည်းကမ်းရွာတွင်စစ်တပ်၏ drone ဘုံကျဲတိုက်ခိုက်မှုကြောင့် ရက်သားတဦးတည်ဆုံပြီးနှစ်ဦးတန်ရာရရှိခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။အော်တိုဘာလ30ရက်နေ့မနက်9:00နာရီခွဲခန့်တွင်စစ်တွေမြို့နယ်အမြင့်ကျွန်းရွာစာတင်ကျောင်းဘက်မှစစ်ကောင်စီစစ်တပ်ကအောက်စည်းကမ်းရွာအရှိဘက်တာပေါင်ရိုးစေနေသောနေရာကို drone နဲ့၃ချိန်ဘုံဆယ်လုံးခန့်ကျဲချခဲ့ကြောင်း APM News မှဖော်ပြထားပါတယ်။ထိုတိုက်ခိုက်မှုကြောင့်ရသေတောင်မြို့နယ်မိုးဆဲကန်းအောက်စည်းကမ်းရွာကန်ဦးထွန်းအေးလိုင်း52နှစ်ရှိအမျိုးသားတဦးတည်ဆုံခဲ့ပြီးကိုဖြိုးဝေထွန်း22နှစ်နဲ့ ဥမမောင်ထေ38နှစ်အမျိုးသားနှစ်ဦးတို့သည်ဥထွန်းအေးလှိုင်ဤတဲသို့အလေရောက်နေချိန်တွင် လက်နက်ကြီးစထိမှန်ခဲ့ရာအရေးပေါ်စေကူသားမှုခံယူလျက်ရှိနေကြောင်းသိရပါတယ်ခင်ဗျာယခုနောက်ဆုံးစီးရဲတဲ့အနေဖြင့်ကတာမြို့နယ်ညောင်ချရောက်ရွာကိုစစ်ကောင်မရှင်တပ်က Jet Fighter ဖြင့်ဘုံကျဲတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းကတာမြို့နယ်ညောင်ချရောက်ကျေးရွာကိုစစ်ကောင်မရှင်က Jet Fighter ဖြင့်၃ချိန်တိုင်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ ကတားမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အော်တိုဘလ29ရက်နေ့ည10:25မိနစ်44မိနစ်နဲ့50မိနစ်တို့မှာတုံးငိန်တိတိဘုံကျဲချခဲ့ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဘုံကျဲခံရမှုကြောင့်ကျေးရွာနေအသက်60အထက်ကြားတဦးမှတဦး40နှစ်အထက်မှ2ဦးနဲ့10နှစ်အရွယ်ကြားတဦးတေဆုံးခဲ့ရပြီးအသက်60ကျော်မှတဦးစိုးရင်ရအပါဝင်ခုနှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။ဘုံကျဲမှုအပြင်ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းကနေအိမ်၁၄လုံးဘုံကြီးကျောင်းအတွင်းရှိဓမ္မယုံဗယုနာပရာဟိတကားတို့ပျက်စီးခဲ့ရတယ်လို့သိရှိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စည်ရည်သတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောင်းခါရှယ်နဲ့ဗရဲပိုတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဗီဒီယို NUG မှဆက်လက်တင်လွှင့်ပေးနေပါတယ် စစ်ရေးသတင်းအကောင်းထုတ်ချက်ပြီးမှာတော့ပြည်တွင်းသတင်းများကိုຫນွေဦးမွန်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာမင်္ဂလာမနက်ခင်းပါရှင်2025ခုနှစ်အော်တိုဘာလ30ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမွန်ပါပထမအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့ဘဖလိုမြို့မြစ်တာပါရမီကျောင်းဆရာတော်ဦးပညာဇောတာဦးစင်းနတ်ဇောပြန်လည်လွတ်မြောက်လာတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံကျင်းသားဟောင်းဖြစ်သူ မရိကန်နိုင်ငံနယူးယောက်ပြည်နယ်ဘက်ဖလိုမြို့မြစ်တာပါရမီကျောင်းဆရာတော်ဥပညာဇောတာဦးစင်းနတ်ဇောကိုစစ်ကောင်စီကတနစ်နီးပါ မတရားထိန်သိမ်းထောင်ချထားပြီးနောက်အော်တိုဘာလ30ရက်နေ့နေ့လယ်ကမ်းမှာပြန်လည်လွတ်မြောက်လာကြောင်းသတင်းရရှိပါရတယ်။ဆရာတော်ဟာအော်တိုဘာလ30ရက်နေ့နယူးယောက်အချိန်ည7:30တွင်ဘက်ဖလို မြစ်တာပါရမီကျောင်းတိုင်းသို့ပြန်လည်ရောက်ရှိတော့မှာဖြစ်တယ်လို့ကဗျာဆရာအောင်ဝေးကရေးသားထားပါတယ်။ဆရာတော်ဥပညာစောတာဟာမြမပြည်တွင်စာသင်သားသင်္ကန်းများအတွက်ကျောင်းသင်များဆောက်လုပ်ရန်ရည်ရွယ်ချက်ဖြင့်သာသနာပြုခီးစဉ်ဖြင့်ရန်ကုန်သို့ရောက်ရှိခဲ့ပြီး2024ခုနှစ်နိုဝင်ဘာလ23ရက်နေ့တွင်မင်္ဂလာတုံမြို့နယ်စောပါကြီးကုံနဲ့စကောင်စီရဲ့တဖွဲ့ကဖန်စီခံခဲ့ရကတနင်္လာနေ့ကအကျဉ်းဆန်ခဲ့ရတယ်လို့သိရပါဗျ။၂000ခုရွှေဝါရောင်တော်လင်ရဲ့ဦးဆောင်စရာတော်များထဲမှာတပါးဖြစ်ပြီး ရဟန်းပြူများတမကဖွဲ့စည်းလှုပ်ရှားခဲ့သူဖြစ်တယ်လို့ပြည်ပသို့တင်ဆောင်ခဲ့ရသူဖြစ်ကနောက်ပိုင်းအမေရိကန်နိုင်ငံသားခံယူခဲ့ပါတယ်ထို့လူမျိုးမှုတွေအမေရိကန်တန်ယုံငားရန်ရှိနေတဲ့မိတ်ဆွေအတိုင်းဝိုင်းရဲ့ဂျိုးပန်းဆောင်ရွက်မှုများအထူးပါဝင်တယ်လို့သိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ KNBLF ကလလတာကပဝင်းကျင်တန်ရှင်ရဲ့အတွက်မှိုင်းများပုံမှန်ကောက်ယူသိမ်းဆည်းပေးနေတဲ့သတင်းဖြစ်ပါတယ်ဂီနီပြည်နယ်ဒီမိုဆိုအနောက်ဘက်ခြမ်းတွင်ဂီနီပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦး KNBLF ကလလတာက ပဝင်းကျင်တန့်ရှင်ရဲ့အတွက်အမိုက်များပုံမှန်ကောက်ယူသိမ်းဆည်းပေးနေကြောင်း KPP News မှာဖော်ပြထားပါတယ်။မိုက်ကောက်ယူမှုကိုလူထုတတ်သည့်နေရာများနဲ့ဈေးတန်းများတွင်အ திக ဦးစားပေးဆောင်ရွက်နေပြီး တပတ်လျင်တစ်ကြိမ်လိုက်လံသိန်းဆဲကလူကျဲပါသည့်နေရာများတွင်မူဆယ်ရက်တစ်ကြိမ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ထို့အစီအစဉ်သည်ပဝင်းကျင်ညဉ့်မှုလျှော့ချရန်နဲ့အိမ်မွေးတိရစ္ဆာန်များအမိုက်စားမှုရဲ့ယောဂကုသခံရမှုကကာကွယ်ရည်ရွယ်ချက်နဲ့ဆောင်ရွက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မိုက်သိန်းဆဲလုပ်ငန်းကိုပြီးခဲ့တဲ့အောက်တိုဘာလမှစတင်၍ကိုတူကိုထဆောင်ရွက်နေရပြီးရန်မုံငွေမလုံလောက်မှုကားစီရှားပါမှုအမိုက်ခြင်းမရှိခြင်းစတဲ့အခက်အခဲများကိုရင်ဆိုင်ကြုံတွေ့နေရကြောင်းတပ်ဖွဲ့တာဝန်ရှိသူများကဆိုထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့တောင်တာမြို့နယ်အတွင်းကနေအိမ်မီရှို့ဖျက်ဆီးခံခဲ့ရတဲ့ပြည်သူများကို ရဲခါနဲ့ထောက်ပံ့ငွေများပေးအပ်တဲ့တဲ့တင်ဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမြင်းကျန်ခိုင်တောင်သာမြို့နယ်အတွင်းဆေးဥစုကြောင့်နေအိမ်မီရှို့ဖျက်ဆီးခံခဲ့ရတဲ့ခြေရွာနေပြည်သူများကိုရဲခါနဲ့ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့လူခုရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဆေးဥစုရဲ့မီရှို့ဖျက်ဆီးမှုကြောင့်ဆုံးရှုံးခဲ့ရတဲ့ပြည်သူများကိုအိမ်အောင်စုလိုက်ဆန်ရဲခါနဲ့ထောက်ပံ့ငွေများပေးအပ်မှုကိုတောင်သာမြို့နယ်အတွင်းကခြေရွာတရွာမှာအခုအောက်တိုဘာလအတွင်းပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဆိုပါကူညီထောက်ပံ့မှုတွေကိုတောင်သာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့နဲ့လူခွင့်ရ ရေးဆိုင်ရာတာဝန်ခံတို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးစီယုစုကတုံးမြင့်လှုပ်ဆောင်လာတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်ကြောင်းထုံးမီးရှို့ဖျက်ဆီးမှုတွေကြားမှာပြည်သူလူထုရဲ့အကူအညီလိုအပ်မှုတွေကပုံမမြင့်မလာနေတယ်လို့သိရှိရပါတယ်ရှင်ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ Carshen နဲ့ပရဲဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်ဗီဒီယို NUG သောတာရှင်များခင်ဗျာ ယခုတကတင်ဆက်ပေးမယ့်တော်လန်ကြီးကဗျာအစီအစဉ်မှာခေါင်းကြီးမှရေးသားပြီးရန်နိုင်မှခန်းစားရွတ်ဖတ်ထားတဲ့အရေးကြီးပြီးသွေးနီးကြစို့လို့အမည်ရတဲ့တော်လန်ကြီးကဗျာကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာအရေးကြီးပြီးသွေးနီးကြစို့ကဗာမြေပေါ်တလွားကအချိန်နေချိန်ခါအစဉ်လာအနေထားအသွားအပြန်အလားလာတွေ့ ဝင်ပလွေနဲ့ကြား၎င်းနဲ့လင်းညုံကြောင်မင်းနဲ့ကြွမင်းမြေခွေးသတင်းတွေပါအကုန်ဇက်ဆုံခင်းထားတဲ့ဇက်ခုံပေါ်ကဖြစ်စဉ်တွေအားလုံးကိုအကုန်စင်နားမလည်နိုင်ပြီမယ်တပင်နိုင်လားနှစ်ပါးသွားလားအော်ပရာလားပြဇက်လားဇက်ပေါင်းကန်လားဇက်ကောင်းကွဲကန်လားဇက်ဝင်ကန်လားဇက်သိမ်းကန်လားဆိုတာကိုတော့ဉာဏ်ပညာတကားကိုဖွင့်စင်ကြုံတရားကိုမြင်ကိုချင်းစာတရားကိုဆင်ပြီးနှလုံးသားကိုအသိမ့်ပြင် မျက်စိကိုဖွင့်နားကိုစွန့်ထားရင်မြင်ရကြားရနားလည်ကြပြီး စင်ကျင်သုံးသက်ခံမှန်းဆုံးဖြတ်နိုင်ကြမှာ အသေးကြပါပဲအခုကာလအပိုင်းခြားတွေမှာတော့ဒေါ်ရိုင်းများရဲ့ဥပဒေသအင်းအားပြအနိုင်ကျင့်ဘူကြတဲ့ကြီးနိုင်ငယ်ညင်းကြားငစင်လဲပြီကြားထက်ပိုဆိုးလူးလွန်နိုးလာပြီးကဘာမြေကြီးတုံဟီးကွဲ့အပ်စီရက်ဆက်နေတဲ့ကဝေစိုးမြေရှိုးပြီးခြေထိုးမဲ့ငကားအမျိုးတွေ ရင်းနဲ့ရလှန်ဆိုင်မျက်ဖြူဆိုင်ရဆရာပူကြိုက်လို့အချောင်း၌အလစ်တုပ်ဖို့ကြမ်းကလိန်ညာထုတ်နေတဲ့ဝင်မလွေရုပ်တွေလမ်းအတူတူရှောက်သူတွေကြားတဲ့ကွဲသွောအောင်ခွဲခြားသွေးထို့လို့ကွဲသွောရင်ဆွဲစာရုပ်ထုံးစံသာ ကိုကျိုးရှာကောက်ချစ်တဲ့အကျံသမားမျိုးမြေခွေးငဆိုးတွေအမျိုးမျိုးအသွေးသွေးသော ရန်ဆွေတွေကကြောင်တော်ကြွတ်တခိုးစာတိုးလို့ရုံမှာအုံနောက်ပါမလာတဲ့လူပါလာအတန်းစား ကြောင်ချီကြောင်ပါကြောင်ဖားတွေနဲ့အမောင်များနေတဲ့ငရုမြေရဲ့အနားမှာတဟိုးထွားလို့ကြက်စားပြုံမွေ့အရှိအနောက်တောင်မြောက်မကျန်ချင်းကြောက်ဝန်းရံထားလီတော့နွားကွဲရင်ကြားဆွဲမယ်လို့လူတကာတိထားကြတဲ့ရှေးရိုစကားလူချိုင်မများခင်မစားတော့ပေမယ့်ကြားတွေအပြင်မြင်းမြင်သမျှအနီးနားမကအဝေးကသတ္တဝါတွေပါဒုက္ခပေးနိုင်တဲ့အန္တရာယ်ကပိုပိုများလားသတိကြီးကြီးထားနိုင်ကမှတော်ယုံကြမှာအမှန်ပါ ဒါပေမဲ့အနိုင်ကျင်တိုင်းခါကိုင်းငုံခံနေရလောက်အောင်ဘိုးကြတိုင်းငိုပြတောင်းပန်နေရလောက်အောင် သွေးခွဲတိုင်းသွေးကွဲအားနဲ့တွားရလောက်အောင်ခြေထိုးတိုင်းခြေကျိုးပြိုလဲတွားရလောက်အောင်ငါတို့အမျိုးရင်းသွေးချင်းတွေကကောက်ရိုးကြီးပဲစားနဖာကျိုးအထုတ်ခံဇက်ကျိုးလှန်ကျိန်တန်နေမူလမ်းချိုးဖို့စေခိုင်းတိုင်းမဆိုင်မတွမဖြစ်မနေတသွေးမတိန်ဘဲညာရင်းတက်တဲ့နွားငပိန်တွေမှမဟုတ်တာ ကြားပဲဖြစ်ဖြစ်ငကားပဲဖြစ်ဖြစ်ဝင်းမလွေပဲဖြစ်ဖြစ်မြေခွေးပဲဖြစ်ဖြစ်ကြောင်မင်းပဲဖြစ်ဖြစ်ကြွတ်မင်းပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဖြစ်ချင်ရဖြစ်ကျွံဖြစ်အောင်လုံးမဲ့သူတွေနုံနဲ့အောင်ယုံမဲ့သူတွေညစ်ဆုပ်အနေမမှန်တဲ့သူတွေအားလုံးကိုအမြင့်ဖြုတ်မြေလှမ်းပြဖို့အရေးကတမိုင်းပေးတာဝန်ပဲမို့ငါတို့ညီနောင်သွေးချင်းတွေတွေ့ဝင်မနေကြနဲ့တက်ပြက်သားသား노ကြပိဆက်ကြစိတ်မလေးကြနဲ့တဲ့တဲ့မမတ်အာယုံစူးဆိုင်ကြ ကွဲမထွက်ကြနဲ့တင်းတင်းကြပ်ကြပ်လက်တွဲမြဲကြခြေလမ်းမမကြနဲ့ခိုင်ခိုင်မာမာခြေကုပ်ထားကြ မိတ်ဆွေမပြတ်ကြနဲ့ရင်းရင်းနီနီချစ်ခင်ဝေမျှကြကြောမခိုင်းကြနဲ့နီနီကက်ကက်နှလုံးသားချင်းထက်ကြရမ်းမဆောင်ကြနဲ့ညီနောင်စိတ်ထားပခုံးဖတ်သွားကြတတ်မထောင်ကြနဲ့ရွက်စုံဖွင့်လက်ကုံမြင်ထားကြငါတို့မှငါတို့ပဲရှိတာမို့ကိုဝါကိုကိုဆက်ပြီးစူးစမ်းကြဖြောင်တန်းညီညာစူးစီးထားတဲ့ဝယုံတော်ကြီးများလား စီလုံးချင်းရဲ့အင်းအားပြလို့အောင်ပွဲစီတို့ဥတီရှေရှုဘဲသူကိုမှဘိုးမထားပဲကြုံဝါစိန်ခေါ်လိုက်ကြစို့။ကောင်းကြီးဗီဒီယိုအန်ယူဂျီကိုနားဆင်နေကြရတာဖြစ်ပါတယ်ခင်ဗျာ။ဒီခုတစ်ခါတင်ဆက်ပေးမယ့်တော်လန်ဤတေဂီတာအစီအစဉ်မှာ တင်းရီတင်းဆူရေမီမှတင်ဆက်ထားတဲ့ຫນွေဥယောင်ကြီးလို့အမည်ရတဲ့တော်လိုင်းတေဂီတာကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ။ တယ်ပြတော့ပြိမ့်မယ်မမိုင်းလို့ဒုက္ခဝေးဒါတော့လည်းမချိနိုင်အားကိုရမယ်ဘာမှသိသွေးချန်တန်စေတော့ဘုံဝေးလာရှိစတော့ကျူလာပြေး န်ယူဂျီသောတာရှင်များခင်ဗျာဒီကနေ့မနက်ပိုင်းရဲ့နောက်ဆုံးစီစဉ်ဖြစ်တဲ့တိုင်းရင်းသားဘာသာစကားထုတ်လွှင့်မှုအစီအစဉ်မှာတပတ်အတွင်းသတင်းများကို ရခိုင်ဘာသာဖြင့်ရူလာတန်နာမှတင်ဆက်ပေးထားပါတယ်ခင်ဗျာ ားလီစွာပါအခုချိန်ကစားပြီးဒီ Radio NUG တပည့်တော်တော်တေကိုရခိုင်ဘာသာနာတောင်းစားပြလာဖို့ဖိတ်ပါရယ်အကျဉ်းရူလာတင်တာပါမလေးရှားကမြမအရိအတော့ recall ပွေးမတိုင်ခေါင်တိုင်ရောင်းသားလာနေကန်အဖွေ20ခွနိုင်ပွေနောက်အတိုင်းခင်အောင်အားစုတီအလုံးပါဝန်ရေးဆွေးနွေးပွဲကွာလာလမ်ပူမှာကြောင်းပါဖို့တောင်းကိုဗနာမတောင်းစားပြပါမယ်မလေးရှားဝင်ကြီးရှုပ်အန်ဝါအီဘရာဟန်ကစိုက်ကောင်စီကြောင်းပါဖို့စီစဉ်ထားရ recall ပွေးမတိုင်မီတိုင်ရောင်းသားလာနေကန်အဖွေ20ခွနိုင်ပွေနောက် အတိုင်းရခင်အာစုဒီအလုံးကို ကွာလန်ပူမလို့သို့ဖိုက်ဂရပနာ အလုံးပါဝန်ရီတွေဆုံဆွေးနွေးမှုလှုပ်ဆောင်ဖို့ဖိုက်ဂရောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အာဆီယံဥက္ကဋ္ဌနိုင်ငံမလေးရှားအနေနဲ့မြန်မာအရေးကိုမြန်မာနိုင်ငံသားတိကိုယ်တိုင်ဥဆောင်ခရီရှင်ရာဖို့ဖိုက်ဂရောင်းရီကောက်ပွေသို့လေးလာဆောင်ခရီလူတီဆေလွဲရီနော်ဘဲသားပိကေဇိုက်ကောင်စီဤဖိုက်ဂရရှားကိုအာဆီယံက စိုင်းစားနေစေရာဖရိုက်ဂရောင်းဝင်ကြီးရှုပ်ကားဆိုထားပါရယ်အော်တိုဘာ20ခရာကကွာလလန်ပူမှာကျောင်းပါရီအာဆီယံနိုင်ငံခရီးဝင်ကြီးတီအစီအဝေးအပရီထုတ်ပြန်ခရီးအရှား20ရှိုက်ရှပါပြင်ညာရှာမှာစိုက်ကောက်စီဟာအာဆီယံဘုံသဘောတူညီရှာ၅ရှာကိုအတိတ်ပင်ရှိတွေတိုးတာမှုမရှိသိမ့်စော်ကောင်ဆိုင်ကောင်းဆောင်လေးကိုအာဆီယံထိပ်သီးအစီအဝေးနောက်စားဆက်ပွေတိမှာတာရောက်ခွန်ဆာလာပိုက်ပွန်ထားဖို့ဖရိုက်ဂရောင်း နိုင်ငံရေးအရာကိုစားမဘရူရီလူကိုရာတာရောက်ဖွန်ပူပိုဖရိုက်ဂရောင်းရီကောက်ပွေးမကြောင်ပါခွန်နိုင်ငံရေးအကျဲအတိတ်ကိုဖရေရှင်းဖို့ဘုံသဖော်တူညီရှာငါရှာကို အကောင့်ထေဖော်ရီကအကရင်ဖာမှုတိကိုရက်တန်ရာပိုဖရိုက်ဂရောင်းအလီဘီဖော်ပြထားပါရယ်ဆာလာပရီကလွယ်လက်တဲ့တတော်မီဒီယာတိကိုဘန်ပူကူညီပေးခဲ့ဖို့ ခန်အရစ်တိုက်တွင်းတွေတတော်ကိုတောင်းစားပြီးရှင်ပါတယ်။လွယ်လက်တွေတတော်မီဒီယာတွေကိုပန်ပူးကူညီပေးခဲ့ဖို့နိုင်ငံတော်၏အတိုင်းမောင်းခင်ပုဂ္ဂိုလ်တောင်းအောင်ဆင်းစုကြည်ဤတောင်းငယ်ဖရိုက်သူကိုထိန်လောင်းခေါ်ခန်အရစ်က တိုက်တွင်းပရိုဂရမ်လိုက်ပါရယ်ဒွေလေးတိတတော်မီဒီယာတိဆိုဆိုင်ယာနာရှောင်းကဖရင်ရှီနေရယ်လင်းလင်းမူတိတတော်အမာတီနောက်ခရင်ခရာမူတိဂရာကစွဲလွဲ့စွဲစားပရိဂေအမန်တရာကိုထိမ့်သိမ့်နေခဲ့တယ်လို့ဆိုပါရယ်သူတို့ဆိုတတိရှိရယ်အသင်ဒီဖရိုက်ဒေးတော့သူတို့ကိုကုညီပန်းပူပြီးခဲ့ဖို့နောက်သူတို့ဤအကောင့်ကိုမရဝီပရိဂေအမန်တရာအတော့ ရည်တည်ခဲ့ဖို့ခန်အရစ်ကတိုက်တွန်းထားပါရယ်စိုက်မှန်ပြီးရလွဲလဲတဲ့မီဒီယာတီအခင့်ကဲနာသောစိုက်ရနာသိမ့်ပြီးတတော်အမောင်ရှာဖို့ကရိုဆာနေရီအခုပိုင်းရှင်မြို့မှာပိုပရီကေအရစ်ကီဆော့ဂရောင်းအခုပိုင်းတိုက်တွန်းလိုက်ဆော့ခိုက်ပါရယ်စိုက်ရနာရှောင်းတိဆောသူတို့ကိုစမ်းကြောင်ရီလူတီပြားစီပြောင်းဆုံးလောက်အောင်အစွမ်းကုန်လုံးတင်ရေရှိမှာလွဲလဲတဲ့မီဒီယာတီအနေနဲ့ရရှောင်းကိုဂရန်ဂရန်ခန်ပြီးရစိုက်မှန်ရတတော်တီတောင်းစားပြနိုင်အောင်ကရိုဆာနေရီလုပ်တည်ရပါရယ် ။ဆလာဘီကီ ARS ရဖွေကအရဲသားပြည်သူလူထုကိုခုံခိုတိုက်ခိုက်တဲ့ဖက်ဖန်စီခေါ်ဆောင်လခရီတဲ့တန်းကိုတောင်းစားပေးပါမယ်။အရာခပြည်မောင်နှမလို့နေရူရူရာအရိဖာတန်ထာအနာမှာခရီလာပြည်သူဒီအီကားတစီကိုအဂရန်ဖာ ARS ရဖွေက ခုံခိုတိုက်ခိုက်ပနာပြည်သူတီးကိုဖန်စီခေါ်ဆောင်လာပြီးတဲ့ဖရက်ခါရီလို AAN for that ကထုတ်ပြန်ထားပါတယ်။အော်တိုဘာ20နာရကမောင်တော်မြို့နယ်ကျောက်ပင်းတူရွာကကိုထွန်းဝန်းဆိုရီလူစောကာနောရသေးတောင်မြို့နယ်ဇေဒီဘရန်ရွာကဆန်စီဆာငရုံတီးတီးကိုဝေပြီးကပရလာရီခရီးတင်ငါဥကိုတောင်ဆောင်ပြီးကကျောက်ပင်းတူရွာဖားကိုထွာလာခါရီလို့ဆိုပါတယ်။အဆိုပါခရီးတင်တောင်ကကိုရင်ခေါင်ဖားတနာရီလေးစင်မင်းနဲ့အချိန်မှာရိုယူရွာအရိဖားတန်ထားအနာမှာ ARSA အဖွဲ့ကခရုံခိုတိုက်ခိုက်ခဘရီဂေရောင်မောင်းနာခရီးတင်ငါအုပ်ကိုဖန်စီခေါ်ဆောင်လာခပနာကားထားမှာပါလာရီ စားသုံးကုန်တွေကိုလည်းယူဆောင်လခရီလိုတည်ရပါတယ်အရာခတက်တော့ကလိုင်းလံပြီးကရာဖွေခါဆုံမှာ account friday နေရနောင်းမနစ်မဝိမှာခရီးတင်တီထေကအသား30အရွေဝေဝေဆိုးနေ့စဉ်အရွေနိုင်နိုင်ဆွေရို့နှစ်ဥစောတနန်းနောင်းပိုက်ခဲသက်ဖက်ခံထားရစာကိုတွေးရှိရပြီးဝေဝေဆိုးဤသမိရှိခိုင်မဲမွေသုံးလိုက်သောမင်းခေါင်ဤအလောင်းပေးမှာအသားရောင်လို့တွေးရှိခါရရလို့တည်ရပါတယ်ယောနောင်းအဂရန်ဖာတိုက်ခိုက်ခံရမှုပေက ထွားပြီးလွဲမြောက်လာရီ ရောင်မုံ Friday လို့ကိုထွန်းဝေါ်နောင်းခရီးသေးမောင်သိန်းထွေး25နိုင်ရုပ်ကိုလေဒန်ရာတီနောင်းထဲမှန်ပြီးရေတွေးရှိခါရရလို့ဖော်ပြထားပါရယ်။စာလာပိကတိုက်ပွဲအတွန်းပြားစီလာရယ်တန်ရောက်ခန်ရာကဒေတာခန်တီအတွန်း နင်းအင်းဒရာသူစစ်တလုံးနောက်ဗလီတလုံးကိုယူရလေအေအေကပြန်ပြီးကတိဆောက်ပြီးနေတဲ့တောင်းကိုတောင်းစားပြီးပါမယ်အရာခဒေတာမောင်နော့ခရိုင်ဘူးတိတောင်မို့နေတန်ရောက်ခန်ဟိုရဆရီဂျီရာမာပြိခရီ2024ခု၌မလို့သိမ့်တိုက်ပွဲအတွင်းပြားစီလာခရီနင်းအင်းဒီနောက်ဗလီတလုံးကိုရခိုင်မြို့သားဖွေးရှုပ်ယူရလေအေအေကပြန်မနာတိဆောက်ပြီးနေရလို့ One Nation News ကဖော်ပြထားပါတယ်တိုက်ပွဲတော်မှာပြားစီလာခရီမွဆလွန်ဘာသာဝင်အင်ထောင်စုဒရာသူစစ်တဆုအတော့ နေအင်းဒရာ30တလုံးနောက်ဗလီတခုကိုမုံလာရဟောင်းနေရမှာမဟုတ်ပေဘူးတိတော်မျိုးနဲ့အတွန်းကနေရတိုက်တခုမှာတဲရောက်ခင်ရာတိုက်ကိုပြန်ပြီးတေဆောက်ပြီးနေရလို့ဆိုပါရယ်အဆိုပါအင်တီဆောက်လို့ရာမှာအုံတိုက်ဝါတီလုံလောက်မှုမရှိစော့ကောင်အင်အလုံရေဒရာတစေကိုရာဆောက်လုံးနိုင်သိမ့်ပြီးရအလုံးပြီးစီပေါ်တော့တိုက်ဝါစူးဆောင်မနာ ဆောင်းလုံးနေစေဖရိုက်တေးလို့သိရပါတယ်။လာရှိတဲနောက်ခင်ရာတိုင်းမှာနေထိုင်ရမူဆလွန်အင်ထောင်စုတရာ30တဆုရှိပြီးကစူးစူးပေါင်းလူဦးရေရှိုင်းရာကျော်ခဲနေထိုင်နေရလို့ဆိုပါတယ်။တဲနောက်ခင်ကျေရမှာ2008ခုနှစ်တကောင်စရွန်အရာလူဦးရေ963ဦးရှိပြီးက2025 August လကမင်းဘရန်ကွန်ဆန်လဲလာရှာအရာရာတိုင်းမှာပြန်ပြီးကနေရာရှားထားပြီးရခါမှာစူးစူးပေါင်းလူဦးရေ963ဦးရှိပြီလို့သိရပါတယ်။လူဦးရေရောနေလာခရောင်းမှာစိုက် ်ပွေကာလာတော်ပရိမာနာပရိပါနိုင်ငံတီကိုတင်းရှောင်းလာခရောင်ခရောင်ဖရိုက်တေးလို့ဒေတာခန်တီကပရော့ဆိုထားပြီးကအဆိုပါကြည်ရာမှာအယွန်ငါအိမ်ထောင်စုတရာလေးစစ်တဆုရှိခါဆော်မှာစေစုကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွားပြီးခိုလုံလာခရီလို့သီရာဂရောင်ဖော်ပြထားပါရယ်အခုတောင်စာပိခရီတတော်တီကိုရေဒီယိုအန်ယူဂျီဖွေသားတီကပြပို့ထားဆော်ခိုက်ပါရယ် ဒီကနေ့ကတော့ဒီညနဲ့ပဲ Radio NUG ရဲ့အစီအစဉ်လေးကိုခਿੱတရနာလိုက်ပါမယ်ရှင်။မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်မှာပြန်လည်ဆုံတွေ့ကြပါစို့။မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူဖေသားတွေကဆုတောင်းနေတာပေါ့။မြေသားမျိုးလို့ဆိုရရင်စက်တော်ရင်ခရီးအချက်နဲ့လက်ပညာဝေချတာကထုတ်နေတဲ့ Radio NUG ဖြစ်ပါတယ်။ ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေစိုက်မြန်မာပြည်သားစုတွေနဲ့နိုင်ငံတကာကစိတ်နှာရှင်တို့အားပေးနေတဲ့ VOA NGO ဖြစ်ပါတယ်။အရေးပေါ်ကအောင်ရမည်